အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တီအားလုံးမင်္ဂလာပါ Anzo Maresca ရဲ့ Chelsea အသင်းကအခု Diaby မှာ up and down ရလက်တီနဲ့အတူအတိုင်းနာတူပြီးတော့အကောင်းဆုံးပုံစံဖြတ်တန်းလျက်ရှိတယ်။ပြီးခဲ့ရာသီကသူ့ကိုနီးပြဖြစ် Mauricio Pochettino နေရာမှာအစားထိုးပေးတဲ့နောက်ဆက်တွဲနဲ့ရာသီကုန်မှာ Conference League ရတဲ့ Champions League ဝင်ခွင့်ကိုတိုက်ရိုက်ဝင်ခွင့်ရပြီးတော့ ဲ့နောက်ဆက်တွဲအနေနဲ့ FIFA ရဲ့ Club World Cup မှာပါချန်ပီယံဖြစ်တယ်။မနစ်က Chelsea ပိုင်ရှင်တွေလိုချင်နေတဲ့ expectation ထက်ပိုကောင်းတဲ့ over achievement ကို လုပ်ပြခဲ့တဲ့ Andrew Master ကဒီယာတီမှာယုံကြည်မှု အပြေဝါနဲ့သူတို့အကောင်းဆုံးခီးဆက်နေတယ်။ဆိုတော့ယာတီအစမှာ up and down ရလက်လေးတွေရှိတယ်။ဒါအခု Premier League ပွဲစဉ်7အပြီးမှာ6ပွဲနိုင်2ပွဲသေး3ပွဲရှုံးထားတယ်။22ကိုအတွင်း22ပြန်ပေးထားရပြီးတော့ goal difference franc က plus 30 german 20ရထားတယ်ဆိုဒီချက်က anzo maris ကအတွက်ဒီသင်းကဒီရာသီမှာလုံလောက်ပါမလားဆိုတဲ့မေးခွန်းတွေရှိတယ်ဆိုတော့အထူးသဖြင့် champion league နဲ့ premier league ကိုဟန်ချက်ညီညီတွားနေတဲ့အချိန်မှာသူ့ရဲ့ first strike အကောင်းဆုံးအသင်းကိုသူအခုလောလောဆယ်ရှာဖွေနေစေကျွန်တော်အခုနားလေထားတာက ကိုသမားကရောဘတ်ဆန်ချက်တေးကြသွားပြီဗျာဖလိယိုကင်ဆင်ကအိုက်ကွာလတီမရှိဘူးအဲ့နေရာမှာအခြားကစားမတွေကိုသူတို့ပြန်ကြည့်တဲ့အခါမှာအခုလက်ရှိနေထားရာ right back က rechain rechain နဲ့ malugusto ကိုနီးပြကအလဲကျလို့တိတ်လောက်တယ်အဓိကက rechain ရဲ့ကြံ့ခိုင်မှုအခြေအနေကြောင့် rechain ကသူတို့နားလေထားပြီးသားဒီဘက်နောက်ပိုင်းဘွဲတွေမှာနှစ်ပွဲလောက်သုံးပြီးရင် rechain ကိုနောက်ဘွဲမှာ anzo mascara ပြန်အောက်လိုက်တယ်သုံးလဲ 85ရှစ်စလောက်မှာပြန်ဝင်နေဆိုသူရဲ့ game management ကိုသူတို့ပြန်လုပ်ပြီးတော့ rechain ကိုသူတို့အကောင်းဆုံးပုံစံနဲ့စနစ်တကျပြန်ပြီးတော့သူရဲ့ career ကိုပြန်ပြီးတော့တည်ဆောက်ပေးနေတယ်အဲ့နေရာမှာ rechain ကပုံမှန်အဖြစ် right back ဒါပေမဲ့ပွဲပေါ်မူတည်ပြီးသူရဲ့ကြံ့ခိုင်မှုနေတာကြောင့်မာလူဂူဆိုနဲ့အလဲကျပုံစံနှီးပြဒါပေမဲ့ rechain က70%လောက်ပါတယ် ခူခဲလာကတော့ undisputed love back ပရီးမီယာလိရဲ့အကောင်းဆုံးတွေကတယောက်ပဲဆန်တဘက်ကတော့အခု Trevor Chalobah က main အဲ့ဒါကိုဂျန်နဲ့တယောက်ကထိုးစင်ရဲ့အချွန်ဘော်ရဲ့ပြီးတော့မှ Fofana ရဲ့ Badia ရှိရင်ကျွန်တော်မြင်တော့အခုနောက်ပိုင်းဆိုရင်တော့နီးပြားက Fofana နဲ့ Trevor Chalobah ကို first right ပေးထားတယ်ဒီနေရာဟာ Chelsea ဘယ်ဖြစ်မနေ improvement လုပ်ရမယ့်နေရာတနေရာတော့မဟုတ်ဘူးနှစ်နေရာသလုံး တကယ်လို့ Levi Cowell ပြန်လာတဲ့အချိန်မှာ maybe တနေရာလောက်ထပ်ဖြည့်ကောင်းဖြည့်နိုင်တယ်။ဒါဟာ Chelsea ရဲ့ weakest point တစ်ခုဖြစ်နေတယ်။နောက်ကိုးသမား Robert Sanchez ကအခုသူ့ကိုရောင်းမယ်ဘာညာပြောပြီးတော့မှတောင်းဆောင်နေနေတယ်။ So Chelsea ရဲ့ first choice set တယောက်ကိုကြည့်ရင် Anzo Caicedo တေချာပေါက် first choice သူတို့ရဲ့အရင်က Santos ရှိတယ် Richein ကစားလို့ရတယ်။ လာဗီယာရှိတယ်အဲ့လာဗီယာရဲ့ injury concern ကြောင့်လာဗီယာနေရာကိုချက်စီကအပြောင်းလဲလုံးတင်တယ်ချက်စီကအခုတိုက်စစ်က draw pet to ဘာလို့ဆိုဒီနေ့က wolf နဲ့ကစားတဲ့ပွဲကိုကြည့်ပြီးတော့ lean dilek ကိုသိအားမရဘူးထားပါတော့ kala shea injury ကနေပြန်လာတာဖြစ်တဲ့အတွက်ကြောင့်သူချက်ချင်းကြီးကောင်းမှုခတ်တယ်သူ့မှာ underbelt မှာပွဲကစားခွဲအကြီးအတွက်နင်းနေသေးတာလဲပါတယ်နောက်ပိုင်း sharp ဖြစ်သွားရင်တော့ကောင်းကောင်းကောင်းနိုင်ပေမဲ့အခုလောလောဆယ် so far ကသူကသိအားမရဘူးဆိုတော့တိုက်စစ်ကမဖြစ်မနေ draw pet to ပဲကစားရမှာအဲ့နောက်မှာကျွန်တော်ပြန်ကြည့်တဲ့အခါမှာ ခိုးဖားမရဲ့ကြံ့ခိုင်မှုခိုးဖားမကကြံ့ခိုင်ရင် draw ဘတ်ထိုးခိုးဖားမညာပချက်တော့နီးပြကနတ်တိုကိုကြိုက်တယ်အဲ့ပချက်မှာ S7 နဲ့ကျွန်တော်တို့ခုနပြောတဲ့ဂါနာချိုကျွန်တော်မြင်တော့ S7 ကိုအဲ့ပချက်မှာတုံးတာတဲ့ S7 ကိုညာပချက်မှာတုံးတော့ကျွန်တော်မြင်တော့နတ်တိုနဲ့ S7 ကတချမ်း Gettins နဲ့ဂါနာချိုတချမ်းဆိုတော့ပြောချင်တာကအခု ညတောင်းမဲ့မှာ netto က first try astrave က second try အဓိကတော့နီးပြ anso mars ကသူပြောတဲ့အချက်ရှိတယ်ဘာလဲဆိုတော့ astrave ဟာအင်္ဂလန်မှာ settlement ဖြစ်သေးဘူး noon မှာပါတော့အရင်အေးတယ်ဆိုရင်တော့ဒီဇင်ဘာ january ဆိုသူတိုင်ပတ်ဦးမှာဆိုတော့ဒီချက်ကြောင့်သူ့ကို used to ဖြစ်သွားတဲ့အချိန်ညမှာနောက်ပိုင်းမှာ set တိုက်ပါမယ်ဒီ chart လေးဝင်လာတဲ့အချိန်တိုင်းမှာအမြဲတမ်း impact ဖြစ်တယ်ဟိုတနေ့ကဝင်လာပြီးပြီးချင်း drop patrol ကိုတွေ့မဲ့ကိုကိုတစ်ဆင့်အဆင့်ဖတ်တီးပေးသွားတယ် ဆိုတော့အဲ့ညာဘက်ချမ်းကချက်စီအတွက်စိတ်ချရအဲ့ဘယ်ဘက်ချမ်းမှာဂါနာချူဟာ confident player များပွဲထွက်ခွင့်များလေသူပိုကောင်းလေပွဲထွက်ခွင့်ကစားရလေသူပိုကောင်းလေအခုဆိုရင်ကြီးချက်စီအတွက်နှစ်ကိုးသွင်းနှစ်ကိုးဖန်တီးထားတယ်အခုနောက်ပိုင်းမှာလည်းကောင်းတယ်ဒီအာဒီ Stanford Bridge မှာ Premier League မှာတပွဲတည်းနှစ်ကိုးဖန်တီးနိုင်တာခိုးဖားမတော့မလုပ်နိုင်သေးဘူးဒီနေ့ရာသီမှာထားပါတော့ခိုးဖားမဒီအာဒီ Stanford Bridge မှာသူဘလောက်မှမကစားရတာလေပါတယ်ဒါပေမဲ့အခုလောလောဆယ်မှာ ီချက်တေးလေးတော်တော်လေးအားကိုးရပြီခါနာချူ Giddens ကတော့တိုင်းတာတခုတီအားမရသေးဘူးပေါ့လေဒါပေမဲ့ပိုကောင်းလာမယ်လူငယ်ပဲရှိသေးတယ်တိုက်စစ်ကဂျော့ဖတ်တို့ဒါပေမဲ့လီန်ဒီလက်ကဒီနေရာကို100%ကစားနိုင်လားရရှိမာယောနောက်တစ်ခုကไทรีจอร์จတို့ကစားမမျိုးရှိမယ်တခြားတခြားအရင်ကစားမလေးတွေရှိတယ်ဆိုတော့ Chelsea squad ကအခုကျွန်တော်တို့ Chelsea သင်းရဲ့ ဒီယာဒီမှာကျွန်တော်တို့ကြည့်လို့ရှင်နှစ်ပွဲထက်ပိုမနိုင်ဘူးပရီးမီးယားလိမှာယာဒီစားပွဲစဉ်တစ်ပွဲတည်ကြတယ်ပြီးတော့နောက်နှစ်ပွဲဆက်တိုက်သူတို့နိုင်တယ်အဲ့နိုင်ပြီးပွဲစဉ်တက်မှာသူတို့ပဲလစ်ကိုတည်ကြပြီးဝက်ဆန်နဲ့သူတို့ဖူဟန်ကိုလန်ဒန်နှစ်သင်းကိုနိုင်တယ်ပြီးတော့ဘရန့်ဖူကိုတည်ကြတယ်ယူနိုက်တက်နဲ့ဘရိုက်တန်ကိုရှုံးပြီးတော့လီဗာပူးနဲ့ဖောရက်စ်ကိုသူတို့နှစ်ပွဲပြန်နိုင်တယ်အဲ့မှာကြားထဲမှာနောက်တစ်ပွဲဆန်ဒလန်ကိုအင်္ဂလန်မှာရှုံးပြီးတော့ကောင်းတဲ့ကလပ်ဖြစ်တဲ့ထော်တနမ်ဟော့စ်ပါနဲ့ဝူဗာဟန်တန်ကိုပြန်နိုင်တယ်ဆိုတော့သူတို့နှစ်ပွဲထက်ပြန်ပြန်မနိုင်တဲ့ ိုက် inconsistent အချက်ကိုအန်ဇိုမာစကာကောင်းကောင်းပြင်ဆင်ရမယ်တကယ်ဆိုရင်ပြချက်စီကအခု၅ဘွဲ၆ဘွဲ၇ဘွဲလောက်တစ်ခါနိုင်လိုက်ဂျားထဲမှာတစ်ဘွဲ၂ဘွဲလောက်ချော်သွားလိုက်စက်တိုက်နိုင်လိုက်အဲ့လိုပုံစံဆိုရင်သိကြတဲ့ဒီသင်းက ထိုက်တဲ့ challenger မို့ရင်တော့မှ close အခြေအနေမျိုးဖြစ်မှာအခုအာဆန်နဲ့သူ6မှတ်กว่าတယ်ဗျာဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဒီတက်ပို solid ဖြစ်ဖို့အခု Premier League နဲ့ Champion League ကိုဟန်ချက်ညင်ညို့ဟိုဒီနေ့ရဆို Carabao ကိုသူတည်ကြတာမဖြစ်သင့်ဘူးဗျာသူဒီနေ့ရသည် Champion League မှာ Chelsea ရဲ့ record ကိုကြည့်လို့ရှင် Champion League မှာပွဲစဉ်တွေမှာသူတို့ Bayern ကိုရှုံးပြီးတော့အင်္ဂွင်းနှစ်ပွဲဆက် Benfica နဲ့ Ajax ကိုနိုင်တယ်ဒါပေမဲ့အဝေးကွင်းမှာ Carabao ကိုတည်ကြတယ်ဆိုတော့အဲ့ဒါကိုကြည့်ချင်အပြင် Champion League away from home သူတို့ struggle ဖြစ်နေတော့မယ် ဟိုဒီချက်အခုကာရာဘောင်းကက်ကချယ်ဆီအနေနဲ့ကာဒစ်စီးတီဖြစ်တဲ့ကြောင့်သူတို့အနေနဲ့ဖလားလန်းကြောင်းအနေနဲ့ဆီမီဖိုင်နယ်ရောက်အောင်မှာပဲချယ်ဆီကဖလားပြိုင်ပွဲနဲ့ပတ်သက်လို့ရှိအမြဲတမ်းကန်ကောင်းတယ်သူတို့ရဲ့ feature အရဆီမီလောက်ထိတော့ပွဲချောင်းနဲ့အိုက်ကနေမှဆဲနှစ်ပွဲလောက်တီချကန်လိုက်လို့ရှိရင်သူတို့ဒါတီချကစားရင်သူတို့ချန်ပီယံစုဖလားတွေအမြဲတမ်းချိန်ချောင်းနိုင်တယ်ဆိုအန်ဇိုမာစကာတဲ့နောက်ထပ်ဖလားအကောင်းဆုံးကအခုကာရာဘောင်းကက်အမဲအသင်းကြီးတွေတော်တော်များများကြံသေးတယ် အခုလောလောဆယ်အနေထားရတော့ကျွန်တော်အမြင်ပြောတာတော့ Chelsea inconsistent ဖြစ်နေတဲ့အချက်ကိုတေချာကူးဆိုင်ရမယ်ဒါကြောင့် Joao Pedro ပြောတယ်ကျွန်တော်တို့မလိုလားတဲ့အမှတ်တွေအရန်ဆုံးရှုံးတာတွေကိုပြင်ရမယ် Wolverhampton ကိုနိုင်တဲ့ပွဲကကျွန်တော်တို့ကအောက်ဆုံးသင်းကိုနိုင်တဲ့သူတဲ့အချက်ကြောင့် ြောဖို့ခက်တယ်ဒါပေမဲ့ Chelsea ကတည်ငြိမ်တဲ့အသင်းတစ်သင်းကိုတည်ဆောက်နေပြီကောင်းနေပြီဒါပေမဲ့တစ်ချက်ချက်ထထဖောက်ပြီးတော့အမှတ်တွေဆုံးရှုံးတဲ့အချက်တစ်ချက်ကိုသူတို့ပြင်ဆင်လို့ရှင်ရပြီဆိုတော့တကယ် quality အသင်းတွေကိုအိမ်ခွင်းမှာသူတို့အနိုင်ယူနိုင်စမ်းရှိတယ်ဒီအားဒီမှာပြ Chelsea ရဲ့ပွဲချက်ကလာပဲကျွန်တော်ပြောမယ်ကြီး6ကြီးတဲ့ Manchester United ကိုရှုံးတယ် Liverpool ကိုနိုင်တယ် Spurs ကိုနိုင်တယ်သူတို့ကကြီး6ကြီးမှာသူ၃ပွဲပဲကန်ရသေးတာတခြားအသင်းတွေတော်များများက၄ပွဲ၅ပွဲကန်ထားပြီးပြီဆိုတော့ဒီအချက်က Chelsea အခုဆိုရင်ပြမကြမီမှာ Arsenal နဲ့ကန်ရမယ် ပြီးတာနဲ့ Newcastle အဝေးကန်ရမယ် Man City အဝေးကန်ရမယ်ဒါတွေသူတို့ကန်ရမယ်ဒီပွဲတွေမှာသူတို့အမှတ်ယူဖို့ဆိုတော့ Anjo Mariska ကသူ့ရဲ့ first strike ကိုသူကောင်းကောင်းသိပြီလားခိုးဖားမှမပါဘဲနဲ့တောင်မှအတိုင်းတာဒုတိယဆွမ်းဆောင်ရေးကောင်းပြသနေတဲ့ Chelsea ခိုးဖားမှပါတဲ့အခါမှာဘယ်လောက်ထိပိုကောင်းလိုက်မလဲဒီယာဒီမှာ supply တစ်ခုခုနဲ့ Anjo Mariska အဆုံးသတ်နိုင်မလား Chelsea အသင်းရဲ့ expectation ဒီယာဒီမှာဘယ်လောက်ထိမြင့်နိုင်မလဲသူတို့အားနေနေတဲ့ခံစစ်နဲ့ခံစစ်ကိုစောင့်ရတဲ့မှာပြောင်းလဲလို့မှာဘယ်လိုမြင်ကြလဲ กูมาเมาไม่ยอมมาเชื่อใจบ้าลราจีจดมาเลย